ကျောင်းသားကျောင်းသူများအားလုံးမင်္ဂလာပါဆရာတော် Grade 6 English ကိုသင်တဲ့ဆရာဖုန်းသားစင်သွင်းဖြစ်ပါတယ်။ကဲဒါဆိုရင်ဆရာတို့ဒီနေ့ lesson မှာ Unit 8ရဲ့ lesson 4ဖြစ်တဲ့ Happy Birthday ဆိုတဲ့သင်ခန်းစာလေးကိုတူတူလေ့လာလိုက်ကြမှာနော်။ ဒါဆို happy birthday တဲ့เนาะပျော်ရွှင်စရာမွေးနေ့ပွဲပေါ့โอเคအဲ့တော့ဆရာတို့ဒီမှာဘာအဓိကသင်ပါလဲဆိုတော့ things i wish to buy ကျွန်တော်ဝယ်လိုသောအရာများတဲ့เนาะအဲ့အလေးကိုဒူဒူလေ့လာရှိမှာကဲဒီတကာတော့ဆရာတို့ကအရင်ဆုံးเนาะ 1a read the passage ဆိုတာလေးကိုကြည့်ကြည့်ရအောင် today is sunday and it is thusa's 12th birthday ကဲဒီနေ့ဒီ sunday ဖြစ်တယ်เนาะ thusa ရဲ့12နှစ်ပြည့်မွေးနေ့ပွဲလေးဖြစ်ပါတယ်ကဲ okay. Her friends are planning a surprise birthday party for her. ကဲသူ့ရဲ့တငယ်ချင်းတွေကဘာလို့လဲ။သူမရဲ့တငယ်ချင်းတွေကသူမအတွက်တကယ် surprise ဖြစ်စင်မဲ့။နောက်အားအသင့်စင်မဲ့။နောက်မွေးနေ့ပွဲလေးတခု လုပ်ဖို့စဉ်းစားထားပါတယ်တဲ့နော်။အဲ့တော့ဗာလဲ planning သူတို့ season နေတယ်ပေါ့။နော် they are now in the supermarket. They are now in the supermarket. နော်အခု supermarket တွေကိုသူတို့ရောက်နေပြီတဲ့။ They are thinking about what gifts to buy for her ကဲဘာများလက်ဆောင်ပေးမလဲသူတို့စဉ်းစားနေပြီစူပါငါကက်တယ်မှာဘာဝယ်ရမလဲเนาะ Jordan wants to buy a book because he knows that Tusa loves reading အဲ Jordan ကတော့ तू ကသူစားအတွက်ကိုစာအုပ်ကလေးဝယ်ပေးခြင်းတယ်ဘာလို့ဆိုတော့သူစားစာဖတ်ရတာကြိုက်တယ်ဆိုတာသူသိတယ်တဲ့เนาะ English stories နော်အခုနအင်္ဂလိပ်ပုံပြင်လေးရေဝယ်ပေးခြင်း ਨੇ ကိုခန့် wants to buy some items of stationery for Tusa ကဲကိုခန့်ကတော့သူစားအတွက် stationery နော်အခုနပါလဲ ဇာယကရိယာပစ္စည်းတွေဝယ်ပေးခြင်းနဲ့ because she likes collecting pens ruler and other items เนาะ depends เนาะဘောပင်လေးတွေစုရတာကြိုက်တယ်เนาะ ruler เนาะပေရန်လေးတွေစုရတာကြိုက်တယ်တဲ့เนาะជីតា wants to give Tusa flowers အာជីតាတော့ Tusa အတွက်ပန်းပေးခြင်းနဲ့ပန်းလေးဝယ်ပေးခြင်းနဲ့ because she knows that Tusa love flowers เนาะ Tusa Tusa ကပန်းလေးကြိုက်တယ်ဆိုတာသူသိတယ်เนาะအဲ့တော့ Lynn Lynn wants to give Tusa fresh fruits อ่าลืนๆอ่ะตูซาตรัคကိုလက်ဆက်တဲ့တတိရေသူဝယ်ပေးခြင်းနေတယ် because တူซา was ill last week နော်ဟိုတစ်ပတ်ကတူซาနေမကောင်းဖြစ်သွားတယ်အဲကြောင့်မလို့အရှိအောင်လို့သူတတိဝလံနေဝယ်ပေးခြင်းနေတဲ့နော် Mimi thinks နော် a stuffed animal toy နော်အဲ့တော့ a stuffed animal toy နော်အခုနာဒီဝတ်ဝင်ရုပ်လေးပေါ့နော်မွေးပွားဝတ်ဝင်ရုပ်ပေါ့နော်အဲ့တော့ like a bear ပေါ့နော်ဝတ်ဝင်ရုပ်ဝယ်ပေးခြင်းနေတဲ့နော် is best အကောင်းဆုံးဖြစ်မယ် because သူစား loves toy အာသူစားဒီရုပ်ကလေးတွေသူကြိုက်နော် each friend has 3000 jets to spend ကဲသူစားရဲ့တင်ငွေချင်းတယောက်ချင်းစီမှာ3000စီသူတို့ရှိတယ်တဲ့နော် they now have a total of 15000 jets ဒီအားလုံး3000 3000ပေါင်းလိုက်တဲ့အခါမှာနော်တင်ငွေချင်း9ယောက်ဖြစ်တဲ့အတွက်ကြောင့်စုစုပေါင်း1000ကိုရဲ15000 jets သူတို့သုံးလို့ရမယ်တဲ့ကဲဒါဆိုရှင်ဆရာတို့အခုဘာကြည့်မလဲဆိုလို့ရှင် 1b read the following ကဲဒီမှာကြတော့ဆရာတို့အခုနသူစားရဲ့တငယ်ချင်း၅ယောက်တို့ဝယ်ခြင်းတဲ့ပစ္စည်းလေးရှိတယ်။တယောက်ကလည်း story book ဝယ်ပေးခြင်းနဲ့တယောက်ကလည်း stationery ကြိုက်တယ်။ဟာတယောက်ကလည်း flower ကြိုက်ပြန်တယ်။တယောက်ကလည်း fresh fruit ကြိုက်ပြန်တယ်။တယောက်ကလည်းအယုတ်တွေကြိုက်ပြန်တယ်။ကဲဒါဆိုရင်တို့ဝယ်မဲ့ပစ္စည်းလေးတွေဒီဘယ်လောက်ရှိမလဲဆိုတာကိုဆရာတို့လေ့လာကြည့်ရအောင်။ကဲ story books story books ဝယ်ရင်ဘယ်လောက်လောက်ကြမလဲ။နော် Princess Academy ရဲ့ကဲ Princess Academy ဆိုရဲစာအုပ်ကလေးကဘယ်လောက်လဲဆိုတော့3500 jets 3500တဲ့ the house on mango street နော်အဲ့တော့ the house on mango street နော်တရက်ပင်လမ်းပေါ်ကအိမ်တဲ့နော်အိစာဥကလေးကကျတော့5000 jets 9000 jets ကျသင့်မယ်တဲ့ကဲ stationery ဝယ်မယ်ဆိုရင်ဆရာတို့ pencil case နော်ခဲရန်ထည့်တဲ့အိတ်ကဘယ်လောက်လဲဆိုတော့3000 jets ရှိမယ်3000 coloring pens ကဲအရောင်ချေတဲ့နော်ရောင်စုံခဲရန်လေးတွေဒီဆရာတို့5000 jets 9000ကျပ်ရှိမယ် crayons ကဲကဲရအောင်ဆုံးချဲတဲ့ဥစ္စာလေး crayon လေးတွေသည်ကျတော့4000 jets 4000ရှိမယ်နောက်တော့ notebook မှတ်စုစာအုပ်ကိုဝယ်မယ်တဲ့အဲ့တော့2000 jets တဲ့ဒါကတော့ stationery ဝယ်မယ်ဆိုရင်ဒီလောက်ဒီလောက်ကျမယ် flowers a bunch of lilies တဲ့နော်အဲ့တော့နှင်းပန်းဒဇီးရဲ့အဲ့ဒါဘယ်လောက်ဆိုတော့8000 jets ကျမယ် a bunch of orchids တက်ခွတခိုင်9000 jets ကျမယ်ကိုရာ a bunch of pink roses အမ်ဘိုင်းအောင်နင်းစီပန်းလေးတွေကကြတော့8600 8600ကြမယ်ကဲ fresh fruit ဝယ်မယ်ဆိုရင်ね10 mangoes တရသီးဆယ်လုံးကို 4400လေးတောင်လေးရကြမယ်6 apples ပန်းသီး6လုံးကို6000 6000ကျက် a hand of bananas ငါပြောသည်တပီးဝယ်မယ်ဆိုလို့ရှိရင်1500ကြမယ်ကဲဒါဆိုရှင် stuff animal twice ဟိုကဘုံယုတ်ကလေးဝယ်မယ်လူကဘယ်လောက်ကြမလဲဆိုရင် ဟိုနာ brown teddy bear အငူရံဝက်ဝင်ရုပ်ကလေးက8000 8000ရှိမယ် pink teddy bear ကဆရာတို့9000ကျမယ်9000နောက်တော့ white teddy bear 12000เนาะအဲ့တော့12000ကျသင့်မယ်တဲ့เนาะအဲ့တော့ဒါကတော့ခုနတရင်ချင်း9ရောက်ရဲ့သူတို့ဝယ်မဲ့ဥစ္စာလေးတွေဈေးနှုန်းလေးတွေကိုဆရာတို့ကရေးထားတာဖြစ်တယ်เนาะဘယ်ကတော့ဘယ်လောက်ကျမယ်ဘယ်ကတော့ဘယ်လောက်ကျမယ်ကဲအဲ့တော့ဒီကเนาะဘာလို့မလဲဆိုတော့ 1c imagine you are tusa's friend နော်ကဲမင်းက tusa friend ဖြစ်တယ်ပေါ့နော်အဲ့တော့ in groups of 5 they make a list of 3 things your group wish to buy for tusa remember that you cannot spend more than 15000 jet ကဲဒီမှာတော့အုပ်စု9ယောက်ဖွဲ့ကင်တယ်ဒါပေမဲ့ဇာတို့ကအခုတော့ဒီတိုင်းပဲကြည့်ကြည့်ရအောင်ဒါပေမဲ့တခုတိထားရမှာဒါတို့သမီးတို့ရေနော်လက်ဆောင်ပေးရခါမှာတဲ့ဗါလဲ you cannot spend more than 15000 jets တို့မှာတသောင်းခွဲပဲရှိတာဟိုအလုံးပေါင်းမှာတသောင်းခွဲထက်ကျော်လို့တော့မရဘူးကဲအဲ့တော့ပစ္စည်းလေးတွေကိုဆရာတို့ကြည့်ကြည့်မယ်နော်အဲ့တော့ပစ္စည်းတွေဆရာတို့အရှိက 1B မှာဈေးနှုန်းနေပါပြီသားအဲ့တော့ဒီဈေးနှုန်းနေနဲ့ဆရာတို့တသောင်းခွဲနဲ့ကိုက်အောင်လို့ဘာတွေဘာတွေဝယ်လို့ရလဲဆိုတာကိုဆရာတို့ list လုပ်ကြည့်မယ်အဲ့ဒါတော့စမီးတို့ကကြိုက်တဲ့ဥစ္စာထည့်လို့ရတယ်တခုတော့ရှိရဲ့တသောင်းခွဲထက်တော့မကျော်စေနဲ့နော်ဆရာတို့အရှိက 1B မှာသုံးခဲ့တဲ့ပစ္စည်းဈေးနှုန်းနေလည်းအကုန်ရှိရဲ့ကြိုက်တာကိုရွေးလို့ရတယ်နော်အဲ့တော့ဆရာလည်းကြိုက်တာရွေးမယ်ကဲ ဒီမှာတော့ဇယားကွက်ကြီးပေးထားမယ်။ကဲ number things to buy price အဓိကတောင်းခွဲတဲ့မကြုံเนาะ။ကဲ၃ခုဝယ်လို့ရမယ်။ကဲဒါဆိုရင်ဇယားပထမတစ်ခုဇယားစာအုပ်ဝယ်လိုက်မယ်။ဒါအုပ်ကို The House on Mango Street ဆိုတဲ့ story book ဝယ်မယ်။၅ရောင်ကြာမယ်။အဲ့တော့ things to buy မှာ The House on Mango Street price 5000 2ထူးကြတော့ဆရာပါဝင်မလဲဆိုတော့အသီးနံဝင်မယ်ဆိုတော့6 apples ဝယ်လိုက်မယ်6 apples ဆိုရင် price က 6000ကြာမယ်3ကကြာဆရာပါဘူး crayon ဆိုရမယ် stationery တွေက crayon ဆိုတော့ဘယ်လောက်ကြာမလဲ4000လေးတာကဲဆိုတော့ the house on mango street က9000 6 apples က6000 crayons က4000 5000 6000 4000အလုံး total cost ကိုပေါင်းလိုက်လို့ရှိရင်10000ကျွဲကွက်တီပဲ15000ကဲဆိုတော့15000နဲ့မကျော်ဘူးဆိုတော့ဝယ်လို့ရမှာမရဘူးလားရတာပေါ့ကဲဒါဆိုရင်ဆရာဒီ list လေးတိုင်းပို့လိုက်မယ်ဒါတော့သမီးတို့ကဆရာ list နဲ့တူတယ်မလို့နော် ကိုကြိုက်တဲ့ပစ္စည်းတသောင်းခွဲတဲ့မကြုံပြီးရပဲအခုနအရှိတ်1ပြီမှာပါခဲ့တဲ့ list ကြိုက်တာရွေးဝယ်လို့ရတယ်ဟုတ်ပြီနော်ကဲဒါဆိုရှင်ဆရာတို့အခုဘာဆက်ကြည့်မလဲဆိုရင်ကဲဝယ်မှာတော့ဆုံးဖြတ်ပြီးသားပြီဝယ်ရတော့မယ်ကဲဝယ်ရတော့မယ်ဆိုရင်2 fill in the following purchase order with your name and address telephone number three things you want to buy and exercise 1b and the total cost ဆရာတို့အခုဘာလုပ်မလဲဆိုတော့ purchase order ဆိုတာရှိတယ် နော် purchase order ဆိုတာဘာလဲဆိုတော့အခုနာကုန်အမှားစာလို့ပြောတယ်နော်အဲ့တော့ကုန်အမှားစာဆိုလို့ရှိရင်ဆရာတို့ဘယ်သူစီကိုပို့ပေးရမလဲနော်အဲ့ဒါရှိသေးတယ် delivery ပို့မှာဟုတ်နော်အဲ့တော့ deliver to ဘယ်သူပို့နော်အဲ့တော့ကုန်အမှားစာ purchase order သိမယ်ဆရာတို့ကအခုကဘာလဲသူစာနဲ့ပတ်သက်လို့ပြောနေတယ်သူစာမွေးနေ့ပွဲကိုလုပ်နေဆိုတော့သူစာစီကိုလက်ဆောင်နေပို့ပေးရမယ်နော်ကဲပို့ပေးမယ်ဆိုတော့ဆရာတို့အခုဘာလုပ်မလဲဆိုရင်နော်အခုနာ purchase order လေးကို ရေးကြမယ်။ purchase order မှာရေးဆို deliver to ဘသူလဲ။သူစားစီပို့မယ်။ကဲ address address ကတော့သူစားရဲ့ address ကဘာဖြစ်မလဲ။ဒါကတော့တာရသမီးတို့ခံမှန်းပြီးထည့်ပေါ့နော်။ address တော့မပေးတာဘူး။ဆရာကတော့ထည့်လိုက်မယ်။ number 25 Yan Aung Street Yangin Township Yangon ။ကဲထည့်လိုက်။ telephone number အဲ telephone number မှာလည်းတာရသမီးတို့ကြိုက်တဲ့ number ထည့်လို့ရပါတယ်။အဲ့ဒါတော့သိပြီသား။ကဲ date ဒိတ်မှာလည်းကြိုက်တဲ့ဒိတ်ထဲပါဘယ်နှစ်ပို့စင်တင်တာလဲထည့်လို့ရတယ်နော်အဲ့တော့ဒိတ်ကလည်းထည့်တတ်မယ်လို့ထင်တယ်ကြည့်ဒါပြီးရင်အဓိကအရေးကြီးတော့ purchase order မှာဘာယူမလဲဆိုတာအရေးကြီးတယ်အော်ပစ္စည်း၃မျိုးထည့်မယ်ကဲဒါဆိုပစ္စည်းအပထမတစ်ခုပါဝယ်ထားလဲ the house on mango street story book quantity ဘယ်နှခုလဲတစ်ခုကဲအဲ့တော့ two price ဒီ9000နော်အဲ့တော့ဟိုတစ်ခုကို9000ကြာမယ်နောက်တော့သူ့ရဲ့ total price ဒီဘယ်လောက်လဲ9000 5000 very good ဟုတ်ပြီ2ကိုဆက်ကြည့်မယ်2ကကြတော့ item number 2 item မှာပါဝင်မလဲ6 apples ဘန်းသီး6လုံးကဲ quantity quantity ကကျတော့ဘန်းသီး6လုံးလို့ပြောထားတဲ့အတွက် quantity ဘယ်လောက်ဖြစ်မလဲ6ကဲ unit price ဆိုတာပါလေတစ်လုံးကိုဘယ်လောက်ကြာမလဲပြောတာအဲ့တော့ဘန်းသီးတစ်လုံးကို1000အဲ့တော့ unit price မှာ1000ကဲ total total ကကျတော့ပါလေတစ်လုံးကို1000 6လုံးဝယ်မှာဖြစ်တဲ့အတွက်ဘယ်လောက်ကြာမလဲ6000 6000 ကဲနော် crayon တောက်ပဲ crayon တထုပ်ပဲတထုပ်ဆိုတော့ quantity ရဆရာတစ်ခုပဲဝယ်မယ်သူ့ရဲ့ unit price ဒီ4000ဖြစ်တယ် total ဘယ်လောက်ကြာမလဲတစ်ခုပဲဝယ်ရတဲ့ကြာ4000 very good ကဲဒါဆိုရှင်ဆရာတို့ The house on Mango Street ရဲ့ six apples ရဲ့ crayon ရဲ့နော်5000 6000 4000ပေါင်းလိုက်တော့15000တသောင်းခွဲကျပါတယ်။ကဲဒါဆိုရင်တသောင်းခွဲဒီဆရာတို့လူချင်းနဲ့ဒါ price တက်ကျော်လားမကျော်ဘူးလား။ ကြော်ဘူးတသောင်းခွဲကွက်တီးပဲဆိုတော့ဝယ်လို့ရတယ်နော်ကဲဒါတို့မျိုးပဲဒါဆိုရင်ဆရာတို့ဒီ lesson မှာကတော့အဓိကတော့เนาะသူစားရဲ့မွေးနေ့ပွဲလေးကိုတကယ်ချင်းလေးတွေကဘာဝယ်ပေးရမလဲဆိုတာသူတို့ကပြောပြနေတာဖြစ်တယ်เนาะအဲ့ဒီမှာဆရာပစ္စည်းတစ်ခုချင်းစီရဲ့ဈေးနှုန်းလေးတွေ့ရတယ်เนาะအဓိကအဖြစ်ကတော့ဆရာတို့เนาะဘာဝယ်ပေးရမလဲဆိုတာသူတို့ကဆုံးဖြတ်နေတာเนาะအဲ့ဒီမှာဒါတို့သမီးတို့လည်းเนาะဝိုင်းပြီးတော့သူစားအတွက်ဘာဝယ်ပေးရမလဲဆိုတော့တသောင်းခွက်တည်းမကြောက်အောင်လဲဆရာတို့ဒါဟို ရေးပြီးသွားပြီဖြစ်တယ်เนาะဘာပစ္စည်းတွေဘာပစ္စည်းတွေဝယ်မယ်ဆိုတာဆရာ list down လုပ်ပြီးဖြစ်ပြီเนาะထပ်ပြီးတော့လဲဒီမှာ purchase order ဆိုတဲ့ဥစ္စာလေးကိုလည်းတအားသူမျိုးလေ့လာရတယ် purchase order ဆိုတာ shopping center တကူမှာမှာပြီဆိုလို့ရှိရင်အိမ်ကို delivery ပို့ရင်ဘယ်သူစီပို့ပေးရမလဲเนาะဘယ်ပစ္စည်းဘယ်နှမျိုးပို့ပေးရမလဲဆိုတာကိုတင်ပေးတယ် purchase order ဆိုတာအဲ့ဒါကိုပြောတာเนาะအဲ့တော့ကုန်ပစ္စည်းတွေမှာတဲ့အခါမှာအဲ purchase order လေးနဲ့မှာလို့ရတယ် ကဲဒါဆိုရင်ဒါတို့ပြီးတော့ဒီ lesson မှာတော့အဓိကအဖြစ်ကတော့ဦးနာပြောလို့ပစ္စည်းလေးမှားလို့ရှိရင်ဘယ်လိုမှားမလဲเนาะအဓိကတော့ဒါတို့သမီးတို့ပစ္စည်းဝယ်လို့ရှိရင်ဦးနာကိုလိုချင်တဲ့ကိုယ့်ရဲ့ amount ရှိတယ်เนาะဥပမာ1000ခွဲယူမှာလား1000ယူမှာလားเนาะဘယ်လောက်နဲ့ကိုကသုံးမှာလဲ1000ဆိုရင်လည်း1000တဲ့မကြုံအောင်ပစ္စည်းဝယ်ရမယ်1000ခွဲဆိုလည်း1000ခွဲတဲ့မကြုံအောင်ပစ္စည်းဝယ်တတ်ရမယ်ဒါလေးတွေကိုသိစေချင်တာဖြစ်တယ် เนาะအဲ့တော့ဒါရိုသမီးတို့ကလည်းနောက်ဒါရိုသမီးတွေတငယ်ချင်းတွေရဲ့မွေးနေ့ရှိလို့ရှိရင်ပစ္စည်းလေးတစ်ခုဝယ်ပေးခြင်းလို့ရှိရင်ဒီလိုပုံစံတိုင်းလေးပဲเนาะကိုကဘယ်လောက်သုံးပါလဲဘာလေးဝယ်ပေးရမှာလဲเนาะဒါရိုသမီးတို့ဒီလိုလေးတိုင်းလိုက်ပြီးတော့လုပ်ကြည့်လို့ရတယ်เนาะ shopping center ဝယ်မယ်ဆိုရင်လည်းသူ့အိမ်ကို delivery ရောက်ဖို့ purchase order လေးတွေသုံးလို့ရတယ်เนาะကဲဒါဆိုရင်ဒါရိုသမီးတို့ရေဇာရိုဒီနေ့လေ့လာခဲ့တဲ့သင်ခန်းစာ unit 8ရဲ့ lesson 4ဖြစ်တဲ့ happy birthday ဆိုတဲ့သင်္ကန်းစာလေးပဲဖြစ်တယ်။ကဲဒါဆိုသားတို့သမီးတို့ရေသားတို့သမီးတို့နဲ့ဆရာနဲ့နောက်ထပ်လာမယ့်သင်္ကန်းစာမှာထပ်ပြီးတော့ဆုံတွေ့ပါအောင်မယ်။အားလုံးကျေးဇူးတင်ပါတယ်။